ငယ်စဉ်ကတည်းကမြန်မာအကကိုယူသွက်ခဲ့သူတယောက်အနေနဲ့1998ခုနှစ်ကယဉ်ကျေးမှုဦးစီးဌာနကဖွင့်တဲ့ပန်ဒရာသင်တန်းကျောင်းမှာအဆိုအကကို၃နှစ်ကြာတက်ရောက်ပြီးနောက်နိုင်ငံတော်ကပွဲသဘင်တွေမှာအကပညာနဲ့လက်လယ်ဖျော်ဖြေခဲ့တာကမင်းသမီးမောက်ဝဝနိုင်ပါဇမင်းသမီးအဖြစ်ပြဆက်တီးနဲ့အငိတ်သဘင်တွေမှာလိုက်ပါကပြရင်မြမဆက်သဘင် လောကမှာ၁၈နှစ်ကြာဖြတ်သန်းခဲ့ပါတယ်အာနာမသိခင်ကမောက်ဝဝနိုင်ဟာ Five Star အဖွဲ့ရဲ့ပင်တိုင်မင်းသမီးအဖြစ်ကပြဖြောပြနေခဲ့တာပါဒီမီးရောင်အောက်မှာကနေရရင်ပေါ့အမတို့ပြောတယ်ပြောတဲ့လူတွေမှပါတယ်ပေါ့နော်ဒီလုံငန်းကျရင်လက်ကိုချိုးကျင်နေတာလူကြားထဲသွားရင်တော့မှအာလက်နဲ့စီဝါမလိုက်ပြန်တော့ခြေတော်လေးနဲ့အဲ့လိုမျိုးလိုက်ဖြစ်တယ်ပေါ့နော်အမတို့ဒီအမှုပညာပေါ့တော်တော်ယူယူတုတ်တဲ့ထဲမှာပါတယ်ပေါ့ဟုတ် စစ်အာဏာသိမ်းချိန်2021ခုနှစ်မှာတော့သူချစ်တဲ့မင်းသမီးဘဝကိုရန်နာပြီးဆန္နာပြပွဲတွေနဲ့တူတော်လိုင်းမှာပါဝင်လာခဲ့ပါတော့တယ်။အခုတော့သူယုံကြည်ရာလမ်းကိုဆက်လက်ရှောက်လန်းနေရင်ဟာငါကောင်အဖွဲ့ရဲ့ပင်တိုင်ဆန်မင်းသမီးအဖြစ်ကပြဖြောပြနေပါတယ်။တော်လည်းအိမ်မှာပါဝင်နေတဲ့အမှုပညာမောင်နှမတွေနဲ့တူသူချစ်တဲ့ဇက်တပင်ပညာကို ရောက်ရာနေရာမှာပညာတွေဖြန့်ဝေပေးနေတာပါ ိုင်းမြန်မာနယ်စပ်မှာနေထိုင်ပြီးစာဝင်နေအတွက်မြန်မာအစားအစာတွေရောင်းချနေရင်မြန်မာအကကိုတင်ကြားလိုသူတွေကိုလည်းပြန်လည်တင်ပေးနေပါဗျ။မြမရိုးရအကကိုအခုခေတ်မျိုးဆက်လူငယ်တွေတံဖိုးထားနိုင်ဖို့သူမျှော်လင့်နေတယ်လို့ဆိုပါတယ်။မြမဖြစ်နေတဲ့အတွက်မြမအကကိုတော့အာ စိတ်ဝင်စားစေခြင်းနဲ့ပေါ့နော်အမအမတို့ကြတော့အကလေးတွေကလေးတွေကိုအခြေခံစာလို့ကြပြလွတ်လေးတွေပဲဖြစ်ဖြစ်အတီလုံးအဟိုတချံကလေးတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ကစေခြင်းနဲ့ရိုးရအောင်ထိမ့်သိမ်းတာကတော့ကောင်းတဲ့ကောင်းတဲ့လက္ခဏာပဲပေါ့နော်ဟုတ်ပြည်သူတွေကိုမိရောက်အောင်မှာကပြဖြောဖြေနေရတာကိုကသူ့အတွက်အားဖြစ်စေတယ်လို့ဆိုပါတယ်တော်လန်ရေးမှာပြည်သူတွေဆက်လက်ပါဝင်ပံ့ပိုးနေအောင် အမှုပညာအားနဲ့သူဝိုင်းဝန်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်မှားတဲ့ဘက်မှာပဲဆက်နေမလားမှားတဲ့ဘက်မှာရက်တည်မလားဘုဘက်မှာနေမယ်ဆိုရင်နေရတာချောင်းလေပွဲတွေကလို့ရတယ်အမပစံရတယ်အမအာဆက်ပြီးနေမယ်ဆိုတော့အာဝိုင်းရေးတော့မခက်ခဲဘူးဒီဘက်ကိုရောက်လာတဲ့အချိန်မှာခက်ခဲတယ်ဒါပေမဲ့အမပြောတယ်သူချစ်တဲ့မြမအကနဲ့တော်လန်အမှုပညာဖျော်ဖြေပွဲတွေမှာတိဆိုဖျော်ဖြေတာတွေဟာပြိတက်ကိုအားရင်ဖြစ်စေမယ်လို့ယုံကြည်ထားပါတယ်။ တစ်ခါတလေကျစိတ်တက်ကြသွားတဲ့အချိန်တွေရှိတယ်ဒါပေမဲ့ငါလဲကြလို့မဖြစ်ဘူးငါလဲကြလို့မဖြစ်ငါပြန်ထရမယ်ငါပြန်ယုံရမယ်ငါလုံးမယ်ဒီဒီတော်လန်ရေးကိုပြီးအောင်ကိုသက်ရှင်နေသူတွေကိုသက်ရှင်နေသူတွေပေါ့နော်ဒီတော်လန်ရေးကိုဆက်လုပ်မယ်ဆိုတဲ့စိတ်မွေးပြီးတော့ပြန်ပြန်ထတယ်ရှေ့ပြောင်းမြန်မာအလုပ်သားတွေပါဝင်တိုင်းနဘာမြေမှာအမိမြေကိုလွမ်းနေသူတွေအတွက် သူ့ရဲ့မြန်မာအကနဲ့ဖြောဖြေမှုတွေကနေအိမ်လွမ်းစိတ်ကိုဖြေဖြောက်ပေးနိုင်မယ်လို့လဲဆိုပါတယ် အဝေးမြေမှာယက်တီရတဲ့သူ့အနေနဲ့ခက်ခဲမှုတွေရှိနေပေမဲ့သူ့ထက်ပုံမို့ခက်ခဲတဲ့တောတောင်ထဲကဘဝတွေကိုကြည်ပြီးသူအားတင်းကနေနေပါဗါတခါတလေချက်စိတ်တက်ကြသွားတဲ့အချိန်တွေရှိတယ်ဒါပေမဲ့ငါလဲကြလို့မဖြစ်ဘူးငါလဲကြလို့မဖြစ်ငါပြန်ထရမယ်ငါပြန်ယုံရမယ်ငါလုံးမယ်ဒီဒီတော်လန်ရေးကိုပြီးအောင်ကိုသက်ရှင်နေသူတွေကိုသက်ရှင်နေသူတွေပေါ့နော်ဒီတော်လန်ရေးကိုဆက်လုပ်မယ်ဆိုတဲ့စိတ်မွေးပြီးတော့ပြန်ပြန်ထတယ် ပြည်သူတွေမျောလင်းတဲ့အောင်ပွဲရနိုင်မယ့်နေ့ကိုနီးကပ်လာပြီလို့ယုံကြည်ထားတယ်လို့ကပြဖြောဖြေးပွဲတွေပြန်လုပ်နိုင်မယ်လို့သူယုံကြည်ထားပါတယ်။သူချစ်တဲ့မင်းသမီးဝစ်ဆောင်လေးနဲ့သာသူ့နောက်ဆုံးထွက်သက်ခြင်းတိရှိနေခွင့်ရခြင်းနဲ့လို့ဆိုပါတယ်။အရင်ရှိတဲ့လူတွေနဲ့မှားလာတယ်ပေါ့နော်။တကယ်လို့များဒီဒေါ်လာရေးအတွင်းမှာသေသွားခဲ့ရင်ငါ့ရဲ့အကြိုက်ဆုံးမင်းသမီးဝစ်ဆောင်ကိုဝစ်ပေးပါလို့မှားလာတယ်။ အမတည်သွားတဲ့အချိန်ထိလည်းဒီရိုးရံဝတ်ဆောင်နဲ့တည်မယ်မင်းသမီးဝတ်ဆောင်နဲ့ကိုကြိုက်ဆုံးအနည်းဝတ်ဆောင်နဲ့တည်မယ်ပေါ့နော်အဲ့လိုမျိုးမှားမှားထားတဲ့ပေါ့တော်လည်းယူလည်းပြီးအောင်တိုင်မယ်အာနာရှင်စနစ်ပပျောက်ရေးအတွက်မလျှော့တဲ့ယုံကြည်မှုတွေနဲ့တော်လည်းရေးမှာသူချစ်တဲ့မြမအကကိုဖျော်ဖြေရင်းပါဝင်နေပြီးမီးအောင်ဆုံးစက်ခုံပေါ်မှာခန်းခန်းနာနာပြန်လဲကပြရမယ်အနာကက် နေ့ရက်တွေကိုမျောလင်းလို့နေပါတော့တယ်ရှင်